Hello everyone, I am teacher Intalia. Today, I will teach you grade 9 English Unit 3, Lesson 2, a popular rake resort. Learning outcomes. After this lesson, you are going to know how to plan holiday. 阿拉要做，不如试试你参加我们嘞。 about famous place in Myanmar မြန်မာနိုင်ငံရဲ့ famous place ထင်ရှားကျော်ကြားတဲ့နေရာတွေအကြောင်းလေးသိရမယ်ပြီးသွားရင်တော့ number 3 things we can do there and classification in detail ကျတော့အဲ့ဒီကိုသွားခဲ့တဲ့နေရာမှာ things we can do ကျတော့ပြုလုပ်နိုင်တဲ့အရာတွေရဲ့ classification in detail အဲ့ဒါတွေကိုကျတော့ဒီမှာခေါင်းစဉ်တွေခွဲပြီးတိတိကျကျလေးပြန်ပြောပြတတ်ရမယ်တဲ့ပြီးသွားရင်တော့ its famous landmark and festival it's တို့သွားခဲ့တဲ့နေရာရဲ့ famous တင်ရှားကြော်ကြတဲ့ landmark အထိမ်းအမှတ်နေရာရဲ့ and festival ပွဲတော်တွေအကြောင်းကိုလည်းပြောတတ်ရမယ်ပြီးတော့ရင်တော့ the remarkable buds nature and fishing အဲ့တို့သွားခဲ့မဲ့ energy လိပ်မှာရှိရဲ့ buds nature ငှက်တရဲ့သဘာဝတွေရဲ့ and fishing ငါဖန်လို့ရတဲ့အကြောင်းတွေကိုဒီကျွန်တော်တွေပြောပြတတ်ရမယ်ပြီးတော့ရင်တော့နောက်ဆုံးတစ်ချက်ကတော့ being a unesco biosphere reserve ကျတဲ့ UNESCO ကမ္ဘာအသိအမှတ်ပြု Biosphere Reserve တစ်ခုဖြစ်တဲ့အကြောင်းကိုလည်းဒီလာရပါဘောနော် အဲ့တော့ lesson 2 a popular lake resort a popular ထင်ရှားကျော်ကြားတဲ့ lake ရေကန်ကိုတကယ်လို့ resort ပါလာတဲ့အကြောင်းကိုဒီမှာပြောကြမှာဖြစ်ပါတယ် talking about energy lake energy ကန်အကြောင်းကိုပြောကြမှာပါအဲ့တော့ energy ကန်အကြောင်းကိုအရင်ဆုံး pre-reading မိကွန်းလေးတွေကြည့်အောင်နော် number 1 In group of 4အတန်းထဲမှာ group လေးခုခွဲလိုက်ပါတဲ့ and x and answer the following question x မေးပါ and answer ပြန်ဖြေပေးပါ the following question အောက်ကမိကုံးလေးတွေ number 1 Have you ever traveled widely? Have you ever မင်းအမြင်ခီးသွားဖြစ်သလား travel widely ဆိုတော့ကြကြဲပြင်းပြင်းနေရာအနှံ့ကိုမင်းခီးသွားဘူးပါသလားတဲ့အဲ့တော့သွားဘူးရင်သွားဘူးရဲ့ပေါ့မသွားဘူးရင်တော့မသွားဘူးပေါ့နော်အဲ့တော့ number 2ကတော့ where do you usually go for your holiday where ဘယ်နေရာကို do you usually go များသောအားဖြင့်သွားလေ့ရှိပါသလဲ for your holiday မင်းတို့ရဲ့အားလည်ရက်မှာအဲ့တော့ကိုများသောအားဖြင့်သွားလေ့ရှိရဲ့နေရာလေးတွေကိုပဲပြန်ဖြည့်ပြလိုက်ရပါပြီ နံပါတ်3လေးကတော့ who usually makes travel arrangement ကဲဒီကျတော့ခရီးသွားဖို့အတွက်မင်းကိုတဲ့ travel arrangement ခရီးသွားဖို့ပြင်ဆင်မှုစီစဉ်မှုတွေကို who ဘသူကများသောအားဖြင့်လုပ်ပေးတာလေပြီးသွားရင်တော့နံပါတ်4လေးက what do you enjoy doing on your holiday မင်းရ holiday အားလဲရက်မှာ what do you enjoy doing မင်းဘာလုပ်ရတာကိုနှစ်သက်ပါတယ်လေကဲအဲ့တော့ဒီကျတော့ reading mind လေးစပြီးတော့ indoor ကြီးကံအကြောင်းကိုဖတ်ကြည့်အောင်နော် read the posting about energy lake energy ကန်ကြောင့်တင်ပြထားတာလေးကိုတချို့ဖတ်ကြည့်ရအောင် there are very few people do not love holiday there are very few people ဆိုတော့လူပြန်နေပါတယ်တဲ့ do not love holiday အားလည်းရက်တွေကိုမကြိုက်နှစ်သက်တဲ့သူဟာတော်တော်လေးကိုနေပါတယ်တဲ့ we always look forward to our holiday ကျတော့ဒီကျတော့အားလည်းရက်အတွက်ပဲအများနဲ့အားလည်းရက်တွေကိုပဲရှာဖွေပြီးတော့စောင့်မျှော်နေကြပါတယ်တဲ့ people လူသားတွေဟာတဲ့ normally တာမန်အဖြစ် choose ရွေးချယ်ရကြရတယ်ပဲရွေးချယ်ကြပါတယ် places နေရာလေးတွေ where they can go သူတို့သွားနိုင်ဖို့ တို့သွားမဲ့နေရာလေးတွေဘယ်လိုလုပ်မဲ့နေရာလေးလဲဆို site seeing ရှုမြော်ခြင်းနဲ့ကြည့်လို့ရမဲ့နေရာတွေ or တမမွင် angkor themself သူတို့ကိုတွေးဆောင်ပေးမဲ့နေရာဘာတွေနဲ့တွေးဆောင်ပေးမှာလဲ in some adventurous activity some a too adventurous activity ဆိုတော့စွန်းစားဖို့ကောင်းတယ်စွန်းစားဖို့လှူရှားမှုလေးတွေကိုသူတို့နဲ့တွေးဆောင်ပေးမဲ့နေရာတွေကိုသွားခြင်းကြတယ် for pleasure or excitement သူတို့ရဲ့တရားပြွှေမှုအတွက် or တမမွင် excitement သူတို့ရဲ့စိတ်လှူရှားစိတ်ဝင်စားမှုအတွက်သူတို့တွေကို စွန်စားကန်းလေးတွေစွန်စားပြီးတော့သွာလာရမယ့်နေရာလေးတွေကိုရှာဖွေကြတယ်သွာလာရမယ့်နေရာလေးတွေကိုသူတို့ကြိုက်တယ်ပြီးတော့ site seeing ရှုမြော်ခင်းကြည့်ရမယ့်နေရာလေးတွေကိုလူသားတွေကအကြိုက်နှစ်သက်ကြပါတယ်တဲ့ in our country ကျွန်တော်ရဲ့နိုင်ငံမှာဆိုရင်တော့ there are many holiday resorts there are many holiday resorts အားလည်းရအပန်းဖြေလို့ရတဲ့နေရာတွေက many အများကြီးပဲရှိပါတယ်အာ popular ထင်ရှားကြတဲ့နေရာတွေအများကြီးရှိပါတယ် with people ရန်ကုန်ဦးဆိုလူငယ်လူကြီးလူငယ်လူကြီးမျိုးပေါ့နော်တကြွရဲ့နိုင်ငံမှာသွားလာလဲပတ်လို့ရတဲ့အပန်းဖြေစခန်းတွေအများကြီးပဲရှိပါတယ်တဲ့ one is none other than energy lake in kachin state အဲဒီထက်ရမှကျွန်တော်ကချင်ပြည်နယ်မှာရှိနေတဲ့ energy lake ဟာလည်းတစ်ခုပဲဖြစ်ပါတယ်တဲ့ for those အဲ့ဒီ energy lake ကိုတော့ who left kayaking ဘယ်လိုလူတွေသွားလို့ရလဲဆိုရင် left kayaking လှေလှော်ရတာကြိုက်တဲ့သူတွေသွားကြမယ် tracking တောင်တက်ရတာနှစ်သက်တဲ့သူတွေ cycling စပိန်စီးရတာကြိုက်တဲ့သူတွေပြီးရင် bird watching ငှက်ကလေးတွေကိုလေးလာကြည့်ရှုရတာကြိုက်တဲ့သူတွေနဲ့ and recreational fishing fishing ဆိုတာငါးဖန်းခြင်းငါးဖန်းခြင်းဖြစ် recreation နဲ့စိတ်အပန်းဖြေခြင်းနဲ့လူတွေသွားလို့ရပါတယ်တဲ့သူတို့တွေကြိုက်နှစ်သက်မှာတည်ကြပါတယ်တဲ့เนาะအဲ့တော့ energy lake မှာတော့တဲ့ has become more and more popular energy လိပ်မှာဆိုလို့ရှိရင်ね become more and more popular energy လိပ်ဟာပို့ပို့ပြီးတော့ကိုတဖြည်းဖြည်းနဲ့ထင်ရှားကျော်ကြားလာပါတယ်။ဘာ၄ကြောင့်လဲဆိုရင် as an idea စိတ်ကူးယဉ်ပွဲ adventure holiday destination စိတ်ကူးယဉ်ဖို့ကောင်းတဲ့ adventure စွန့်စားခန်းနေပါတယ် holiday destination အားလည်းရခရီးသွားဖို့အတွက်ဆိုလို့ရှိရင်เนาะတဲ့စွန့်စားခန်းလေးတွေလည်းပါတဲ့စိတ်လှုပ်ရှားပွဲကောင်းတော့နေရာတစ်ခုအဖြစ်တစ်နေ့တစ်ခြားပို့ပို့ပြီးတော့ကိုထင်ရှားလာပါတယ်လို့ဒီမှာပြောထားပါဗျ။ Now we are kayaking, trekking, and cycling. Kaya kayaking soro to လေလော်ကြတဲ့ကြက်လေလော်ကြမဲ့လူတွေ tracking တောင်တက်ခြင်းတဲ့သူတွေနဲ့ and cycling စပိန်စီးရတာနှစ်သက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီအောက်ကစာပိုက်လေးကဖော်ပြထားပါတယ်။ Energy Lake is about 8.1 miles from east to west. Energy Lake ဟာအရှေ့နဲ့နောက်အကျယ်ဝန်းအပြင်ဆိုရင်တော့8.1 mile လောက်ရှိပါတယ် and 15 mile from north to south. တောင်မြောက်အကျယ်ဝန်းကဆိုလို့ရှိရင်တော့တဲ့15 mile ရှိပါတယ်။ The lake is worth visiting because the lake is worth visiting. အရန်ကို ွာလာလေပဲဖို့အတွက်ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ် because ဘာဖြစ်လို့လဲဆိုရင်တဲ့ it is an heaven of peace and quiet heaven of peace and quiet heaven ဆိုတော့ကျတော့နိဗ္ဗာန်ဘုံနဲ့တောင်တင်စားထားတာပေါ့ peace အရင်လဲငြိမ်းချမ်းနဲ့ and quiet တရင်လဲတိတ်ဆိတ်ငြိမ်သက်ပြီးတော့သွာလာရလေသက်လေပတ်ဖို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်တဲ့ to travel around the lake ဒီကျတော့ဒီကမ်ပတ်လေကိုသွားလဲကြလို့ရှိမယ်ဆိုရင်တော့တဲ့ travelers ခရီးသွားတွေဟာ can hire motorbike ်ဟာရဆိုတော့ကျတော့ငားလို့ရတယ်မော်တော်ဘုတ်လေလေငားလို့ရတယ်ခါရလေလော်တဲ့လေလေလည်းငားလို့ရတယ်မော်တော်ဘုတ်ဆိုတာဆက်တက်တမန်နေလည်းငားလို့ရတယ်ကိုဖတ်တက်ကိုလှော်လို့ရတယ်ခါရလေလေလည်းကျတော့ငားလို့ရတယ်ပြီးရင်ဘန်ဘူးဘိုက်စကယ်ဝါးနဲ့လှုပ်ထားတဲ့စပိန်လေးတွေငားစီလို့ရတယ် and skateboard skateboard ဆိုတော့ကျတော့ လည်ရီလိုင်းစီးရဲ့ရှော့ပြတွေပေါ့အဲ့ဒါတွေလည်းငှားလို့ရပါတယ်ဗမာလက်ဆောင် in Longtan Village Longtan ရွာမှာတချို့ကအဲ့ဒါလေးတွေငှားပြီးတော့ motor boat တွေ kayak တွေ bamboo bicycle skateboard တွေငှားပြီးတော့တချို့တွေကမ်ပတ်လေကိုသွားရောက်လည်ပတ်လို့ရပါ energy can တပတ်ပေါ့နော်ပြီးတော့ they can go trekking တောင်တက်လို့လည်းရပါတယ်တဲ့ in the surrounding hills ချရီရဲ့ energy can ပတ်လေမှာရှိနေတဲ့တောင်တန်းတွေပေါ်မှာလည်းတောင်တက်ခြေလင်းတောင်တက်သွားလို့ရတယ် and they can do some sightseeing as well အားရပြင်ချက်တို့ဒီ sightseeing အရန်ကိုတာယာလှပါတဲ့ရှုမြော်ကင်းတွေကိုလည်းကြည့်ရှုခွင့်ရမှာဖြစ်ပါတယ် cycling along the bank ကံရဲကံဘောင်တလျှောက်ပေါ့နော်ကျွန်တော် cycling ဆိုတော့စပိန်စီးကြမယ် in the early morning မနက်ခင်းစောစောတွေမှာစပိန်စီးကြမယ်အဲ့ဒါဟာဆိုရင် the well offer traveler ခီးသွားတွေကိုဗားရီပေးနိုင်လဲဆို an unforgettable experience ဘယ်တော့မှမမေ့နိုင်လောက်မဲ့ experience အတွေ့အကြုံလေးတွေကိုပေးနိုင်မှာပဲဖြစ်ပါတယ် Energy Lake's most famous landmark ကျရဲ Energy Lake ရဲ့ most famous ထင်ရှားကျော်ကြားတဲ့အထိမ်းအမှတ်အမှတ်သားကတော့ is the golden stream မြင်စု pagoda in the lake ကန်ထဲမှာရှိနေတဲ့ golden ရွှေရောင်တဝင်းဝင်းနဲ့ရွှေမြင်စု pagoda ရွှေမြင်စုဖျားပဲဖြစ်ပါတယ် Local people as well as visitor ဒေသခံလူတွေရောဧည့်သည်တွေရောဟာတဲ့ Can join the Pagoda Festival held in March every year Can and join စိတ်ဝင်စားပြီးတော့နှစ်သက်ကြရဲအားရကြရဲ Pagoda Festival ဖျားပွဲတော်ကို held in March every year နှစ်စဉ်နှစ်တိုင်း match လာမှာကျင်းပလေးရှိတယ်ရွှေမြစုဖျားပွဲတော်ကိုဒေသခံတွေရောဧည့်သည်တွေရောဟာအရန်ကိုစိတ်ဝင်စားပြီးတော့နှစ်သက်ပြီးတော့ပါဝင်ဆင်နွှဲလေးရှိကြပါတယ် ဘတ်ဝါချင်းအန်ရီခရီယေးရှင်းနယ်ဖစ်ရှင်ဘတ်ဝါချင်းဆိုတော့ကျွန်တော်ညှက်လေးကြည့်ကြမယ်အန်ရီခရီယေးရှင်းဖစ်ရှင်ရီခရီယေးရှင်းနယ်ဖစ်ရှင်စိတ်ပန်းဖြစ်ဖို့အတွက်ငါဖန်ကြမယ် about 20000 bats migrate to this area about 20000ဆိုတော့ bats ငှက်တွေဟာငှက်2000လောက်ဟာ migrate ရွှေ့ပြောင်းလာတယ် to this area ဆိုတော့အင်းတော်ကြီးလေးကိုငှက်2000လောက်ဟာရွှေ့ပြောင်းလာကြတယ်တဲ့ from siberia siberia ကနေပြီးတော့ egia တစ်နှစ်ကိုတစ်နှစ်တစ်နှစ်ကိုငှက်ပေါင်း2000လောက်ဟာ siberia ကနေပြီးတော့အင်းတော်ကြီးလေးကိုရွှေ့ပြောင်းလာကြတယ်တဲ့ to escape သူတို့ရှောင်ရှားဖို့အတွက် unpleasant winter condition unpleasant winter condition ဆိုတာစိတ်စိတ်မနှိမ့်မြို့ပွဲရပေါ့နော်သူတို့အတွက်အဆင်မပြေတဲ့သူတို့အတွက်မသင့်တော်တဲ့ ဝင်းတက်ကိုနေရှင်အရန်အီလွန်နဲ့စောင်းရတီရဲ့အခြေအနေတွေကို escape ရှောင်ရှားဖို့အတွက်သူတို့ဒီစိုက်ဘီးရီးယားကနေပြီးတော့ energy lake ကိုရွှေ့ပြောင်းလာကြပါတယ်ဘယ်လိုအခြေအနေမှာလဲဆိုရင် between november and march november နဲ့ march လကြားစောင်းရတီရဲ့အရန်အေးတဲ့အခြေအနေမှာဆိုရင်တဲ့စိုက်ဘီးရီးယားဟာငှက်တွေက energy lake ကိုရွှေ့ပြောင်းလာကြပါတယ်ဒါကြောင့်မို့ travelers ခီးသွားတွေဟာ can go on a boat ride လေလေးတွေစီးရင်းနဲ့ on the lake ကန်ထဲမှာလှေစီးရင်းနဲ့ to watch thousands of migratory birds ဒီစောင်းခိုငှက်လေတောင်စင်ထောင်ပေါင်းများစွာသောစောင်းခိုငှက်တွေကိုကန်ထဲမှာလှေစီးရင်းနဲ့ကြည့်လို့ရပါတယ်တဲ့ the sight of thousands of these birds ဒီထောင်ပေါင်းများစွာသောငှက်တွေကိုမြင်ကြည့်မြင်ရတဲ့မြင်ကွင်းပေါ့နော် flying influx အုပ်စုလိုက်ကြည့်ပြန်တန်းလာတဲ့ဒီငှက်တွေကိုမြင်ရတဲ့မြင်ကွင်းဟာတဲ့ the wide expanse of the lake is of something very rare to see အဲ့တော့မြင်ရဖို့အလွန်ခက်ခဲတဲ့မြင်ကွင်းပါတဲ့ဒီမြင်ကွင်းတွေကိုမြင်ရဖို့ဆိုတာရှားပါတယ်ပေါ့နော်ဒီ energy lake ကိုသွားမှသာကျွန်တော်တွေမြင်ရမှာဖြစ်ပါတယ်တဲ့ although there are some areas prohibited from fishing although တော်လည်းပဲ there are some areas နေရာတချို့ရှိတော်လည်းပဲ prohibited from fishing ငါးဖက်မှုထွက်တားမြစ်ထားတဲ့နေရာတချို့ရှိပေမဲ့လေတဲ့ travelers တွေဟာ can go fishing ငါးများထွက်နိုင်ပါတယ် on the lake for recreation စိတ်ပန်းဖြေပြုံလောက်ပေါ့နော်ငါးဖက်ငါးများဖို့ဆိုရင်တော့ငါးဖက်ထွက်လို့ရပါတယ်တဲ့ moreover အဲ့ဒါဒီအပြင် they can join shrimp farmer shrimp farmer ဆိုပဇွန်ဖမ်းတဲ့လူတွေနဲ့လည်းဒီချက်တွေချိတ်ဆက်လို့ရတယ်တဲ့เนาะ shrimp farmers တွေ ਨੇ on their wooden boat ဆိုတာ shrimp farmer လေးတွေကသူတို့ရဲ့ wooden boat တစ်သားလေးလေးတွေပေါ်မှာ as they lay out their traps and decks they are traps attacks ညနေနေဝင်ရီတော့အချိန်လေးမှာသူတို့ရဲ့တစ်သားလှေကလေးတွေနဲ့ပစွန်ထောင်ချောင်လေးတွေချဖို့အတွက်ထွက်လာတဲ့ shrimp farmer တွေနဲ့တချို့တို့အတူတူလိုက်ပြီးတော့လေလေလေးတွေလေသူတို့ရဲ့လေပေါ်မှာအတူတူလိုက်ပြီးတော့လေလေလာကြည့်လို့ရနိုင်ပါသေးတယ် inspire of being the biggest lake in myanmar inspire of ဆိုတာအစားပေါ့နော် biggest lake in myanmar ကျတော့မြန်မာပြည်ရဲ့အကြီးမားဆုံး ကန်ကြီးဖြစ်ပေမဲ့လေတဲ့အင်နော်ဂျီလိတ်ဟာ remake and explore and explore ဆိုအင်နော်ဂျီလိတ်ဟာအခုချိန်ထိတော့မပြုတ်ပြင်းမဲ့တရှိနေတော့မယ်ရှိပါတယ်တဲ့ in 1999 1999ခုနှစ်မှာဆိုရင်တော့တဲ့ energy lake နဲ့တဲ့ and its surrounding area သူရဲ့ပတ်ဝန်းကျင်ကဒေသတွေကို were designated as a wildlife sanctuary တော် wildlife sanctuary ဆိုတာက dietary sanctuary ဆိုတော့ မျိုးသုံးမဲ့အန်နီရေကနေပြီးတော့ရှိနေတဲ့နေရာအဖြစ်သတ်မှတ်ထားပါတယ်တဲ့ with the purpose of protecting ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်ချက်နဲ့ပါ endangered animal species မျိုးသုံးမှုအန်နီရေရှိနေတဲ့တရိတ်ဆန်မျိုးစိတ်တွေကိုကာကွယ်ပေးမဲ့ရည်ရွယ်ချက်နဲ့အဲ့လိုမျိုး wildlife sanctuary ဘေးမဲ့ဇုန်အဖြစ်တချို့တွေသတ်မှတ်ထားပါတယ် especially birds အဓိကအဖြစ်တော့ငှက်တွေပေါ့နော် then it was list ကျတော့စည်ရင်းသွင်းခံနိုင်ရပါပြီ asset unesco biosphere reserve unesco biosphere reserve အဖွဲ့ရဲ့စည်ရင်းသွင်းခြင်းကိုခံနိုင်ရပါတယ် in 2017 2018ခုနှစ်မှာဆိုရင်တော့ unesco ဖွဲ့ရဲ့အသိမှတ်ပြုစည်ရင်းထဲမှာတော့ energy lake ကပါရှိနေပြီဖြစ်ပါတယ်တဲ့ this has made the lake more famous and attractive to traveler all over the world ဒါကြောင့်အဲ့ဒါကပဲတချို့ရဲ့ lake ငါအဲ့ဒီ energy can ကို more famous ပို့ပြီးတော့ထင်ရှားကြကြလာစေတဲ့ more attractive ပို့ပြီးတော့ဆွဲဆောင်လာနိုင်စီပါတယ် to traveler all over the world ကမ္ဘာတော်ဝန်ကလာလည်မဲ့ဧည့်သည်တော်တွေအတွက်ပို့ပြီးတော့ဆွဲဆောင်မှုရှိစေတာပဲဖြစ်ပါတယ်နံပါတ် 3A complete each sentence below with a word or phrase from the reading passage complete each sentence အောက်ကစာကြောင်းတစ်ကြောင်းစီကိုဖြည့်ပေးပါတဲ့ with a word or phrase စကားလုံးတစ်လုံးသို့မဟုတ် phrase တစ်ခုလောက်နဲ့ပေါ့ from the reading passage ပေးထားတဲ့စာပိုက်ကိုဖတ်ပြီးတော့ဒီလိုအောက်ကကွက်လက်လေးတွေကိုဖြည့်ပေးရမှာပေါ့နော်နံပါတ်1 bat species from siberia to indoji lake between november and march ငှက်မျိုးစိတ်တွေဟာတဲ့ siberia ကနေ indoji lake ကို between november and march ဆို november လနဲ့ march လကြာမှာမဟုတ်လာကြမှာလဲဆိုရင် migrate ရွှေ့ပြောင်းလာကြပါတယ် number 2 you can go london village ကျွန်တော် london village ကိုသွားပြီးတော့ to plant kaya kaya လေးလေးတွေ hire ငါလို့ရပါတယ် number 3 the shwemizu pagoda festival shwemizu phaya pwe ro ko is held jin ba ba de in march မတ်လမှာကျင်းပပါရယ်နံပါတ်4 Travelers to Energy Lake Energy Lake ကိုလာမဲ့ Traveler ခရီးသွားဧည့်သည်ဟာ Camp Blank in the Hill တောင်ဒီပေါ်မှာ Go Trekking ခြေလင်တောင်တက်သွားလို့ရပါတယ်နံပါတ်5 If you want to watch thousands of bugs ငါထောင်ပေါင်းများစွာကိုတချို့ကြည့်ကျင်နေဆိုရင်တော့ You can take a boat ride ဟော energy lake ထဲမှာကျတော့လေစင်းရင်းနဲ့ကြည့်လို့ရပါတယ်။ Number 6 shrimp farmers ပဇွန်ဖမ်းတဲ့လူတွေဟာ use blank to lay out their traps and decks သူတို့ရဲ့ traps တွေထောင်ချောက်တွေကိုချဖို့အတွက်ဘာလေးကိုသုံးလဲဆိုရင်သူတို့ရဲ့ wooden bolts တစ်သားလေးလေးကိုသုံးပါတယ်အဲ့တော့ 3b answer the following question in complete sentence အောက်က question လေးတွေကိုတဲ့ complete sentence စာကြောင်းအပြည့်စုံနဲ့ပြန်ပြီးတော့ဖြေပေးပါတဲ့ number 1 where is energy lake situated how wide is it ။အင်တော်ကြီးလေးဟာဘယ်မှာတည်ရှိရလဲ? How wide is it? ဘယ်လောက်ထိကျယ်ဝန်းရှိပါသလဲ? answer လေးဖြည့်ပေးထားပါရစေ။ Energy Lake is in Kachin State. Energy Lake ဟာကချင်ပြည်နယ်မှာတည်ရှိပါတယ်။ It is about 8.1 miles from east to west. အရှေ့ကနေအနောက်ကို8.1 mile ကျယ်ဝန်းပြီးတော့15 miles from north to south. တောင်ထဲမြောက်ကိုတော့15 mile ကျယ်ဝန်းရှိပါတယ်။ Number 2 What can nature lovers do at the lake? သဘာဝတရားကြီးကိုချိန်မြှင့်လို့ရတဲ့သူတွေဟာအဲ့ဒီကံမှာဗာရီလုပ်လို့ရပါတယ်လေ။ Nature lovers can do sightseeing at the lake. Sightseeing ရှုမြော်ခြင်းတွေကိုတချို့တို့ကံထဲမှာကြည်လို့ရပါတယ်။ Number 3. Why do the birds from Siberia migrate to Inner Lake each year? Siberia ကငှက်တွေဟာတဲ့ Inner Lake ကိုနှစ်တိုင်းနှစ်တိုင်းဗာဖြစ်လို့ရွှေ့ပြောင်းလာကြတာလေ။ The birds from Siberia migrate to Indo-Gi Lake each year နှစ်တိုင်းနှစ်တိုင်းရွှေ့ပြောင်းလာကြပါတယ် to escape unpleasant winter condition စောင်းရသည့်ခြေနေကိုမလုပ်ချင်လို့လဲဆိုရင် escape ကြော်လွားခြင်းလို့ပဲဖြစ်ပါတယ် Number 4 Why do you think most of the traveler visit Energy Lake? Why do you think မင်းဘာကြောင့်လို့ထင်ပါသလဲတဲ့ Most of the traveler ခီးသွားများစုဟာ visits Energy Lake. Energy ကံကိုဘာကြောင့်လာလဲကြတယ်လို့ထင်ပါသလဲတဲ့ most of the traveler visit energy lake because ဘာကြောင့်လဲဆိုရင် because of the golden ရွှေမြင်းစုပဲခူးတာရွှေရောင်တဝင်းဝင်းနဲ့တောက်ပါနေတယ်ရွှေမြင်းစုပဲခူးတာကြောင့်လာရောက်လဲပတ်တယ်လို့ထင်ပါတယ်ဗော Number 5 If you visit Energy Lake what will you do there အကယ်၍များမင်း Energy Lake ကိုသွားလည်မယ်ဆိုရင်တော့ what will you do there မင်းအဲ့ဒီမှာဘာတွေလုပ်ချင်ပါသလဲတဲ့ဒါကလည်းတအားတို့တမီးတို့ရဲ့ ကြိုက်တယ်လို့ဖြည့်လို့ရပါတယ်ကိုလုတ်ချင်တာလေးအိမ်မှာလုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ချက်ကတော့ဘယ်လိုလေးဖြည့်ပေးထားလဲဆိုရင် if you visit energy lake energy ကန်ကိုသာသွားလိုက်မယ်ဆိုဒီချက်သာဆိုရင်တော့ i do sightseeing at the lake ကန်ဘတ်ဝင်းကျင်က sightseeing ရွှေမြောက်ခင်းတွေကိုလိုက်ကြည့်မှာပဲဖြစ်ပါတယ်နော် Thank you for the watching. This is the end of my lessons. See you.